ဒီနေ့တော့ကဘာဝချန်ခန်းကြီး25ဖြစ်ပါတယ်။ Okay ။ခန်းကြီး25အငယ်1မှ6တပန်းအာဗြဟံသည်ကေတုရအမိရှိသော မိမနှင့်ဆုံဖက်၍ထိုမိမသည်စီမရန်ယုရှံမေဒန်မိထရန်ဣရှဘက်ရှုအာဒုကိုဖွားမြင်လေ၏။ယုရှံသားကရှေဘနှင့်ဒေဒန်သည်ဒေတံတာကာ အာရှုရင်လူလေတုရှင်လူ လုံမိလူဒီမိဒရန်တာကာအေဖာအေဖေရဟာနုအပိတအေလဒာဒီထိုသူအပေါင်းတို့ကကေတုရအနွယ်ဖြစ်ကြသည်အာဗြဟံဒီမိမိဥစ္စာရှိသမျှကိုဤဆက်အာပေးလေ၏မယားငယ်တို့၌ရသောတားတို့အားလည်းမိမိအသက်ရှင်စဉ်တွင်ဆုလက်များကိုဝေပေး၍ သားဤဆက်ထမှအရှိပြီတို့လွတ်လိုက်လေ၏အငယ်ခုနှစ်မှဆက်ရှိထိုနောက်အဗြဟံသည်အသက်ကြီးရွေ့အိုမင်းချင်းနေ့ရက်ကာလပြည့်စုံခြင်းနှင့်တကွာအသက်ပေါင်း185နှစ်ရှိသောအသက်ချုပ်၍အနိစ္စဖြစ်သည်ဖြင့်မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။တာဤဇက်နှင့်ဣရှမေလတို့သည် မန်ရီမြို့ရှိမှဟိတ်တိမြို့သားဇောရတာအေဖရူဤလေပြင်းတွင် မပိလမြေတွင်း၌အဖကိုတင်းကြိုကြ၏ဟေတအမျိုးသားတို့အားအဖိုးပေး၍အာဗျဟံဝယ်သောလေပြင်း၌အာဗျဟံနှင့်မယားစာရာတို့ကိုတင်းကြိုကြသည်အာဗျဟံတည်သောနောက်တာဣဇက်ကိုဖျားသခင်ကောင်းချီးပေးတော်မူ၏ ဤစက်သည်ဘေရလဟေယောမြို့မှနေတည်းစာရာဤကျော်မအေဂုတုအမျိုးသားဟာဂရဖွမ်းမြင်သောအာဗြဟံတာဣရှမေလဤတန်းစဉ်မြေစက်ဒီဟုသောမိမိအမျိုးအနွယ်လိုက်ဣရှမေလတာမြာအမိဟုမူကားတာကြီးနာဘယုတ်ထို့နောက်ကေဒာအာဒဗေလမိပတံမိရှမဒုမာ မာစဟာဒတ်တီမယေတုရနာဖိရှကေဒမာဒီဟူသောအိရှမေလပါဒီထိုတို့အမိရှိသော သူတို့သည်မိမိမျိုးမိမိရဲတိုက်အလိုက်အမျိုးမျိုးသောမင်း72ပါးဖြစ်သည်အိရှမေလသည်အသက်139နှစ်ရှိသောအသက်ချုပ်၍တည်သည်ဖြင့်မိမိလူမျိုးစည်းဝေးရာသို့ရောက်လေ၏ ူတို့ဒီလေအာရှူရီပြည်သို့တွားရလံဟဝိလမြို့မှဆ ảy ၍အေဂုဒီပြည်အရှိရှူရမြို့တိုင်အောင်နေကြ၏ထို့သောအစ်မေလာ၏နေရာသည်မိမိညီကိုအပေါင်းအနား၌ကြသည်အငယ်၁၉မှ28အာဘေဟန်တာအိဇေအိအဆက်အနွယ်ဟူမူကားအာဘေဟန်တာကအိဇေတီ ဤသတိအသက်40ရှိသောအခါပါဒနရန်အယတ်သူရှုရီအမျိုးဘေတွေလိုက်သမီးရှုရီလူလာပန်ဤနှမရေဘက်ကာနှင့်အိမ်ထောင်လေ၏ဤသတိမိမိမယားရေဘက်ကာမြုံသောကြောင့်ဒါရတ်ဖျားကိုတောင်းပန်၍ဒါရတ်ဖျားနားထောင်တော်မူသည်ဖြင့်သူဤမယားသည်ပရိတ်ရီဆွဲယူလေ၏ဝမ်းတွင်၌ တည်သောသူငယ်တို့သည် အချင်းချင်းတိုက်ခိုက်ကြ၏အမိကလည်းထိုတို့ဖြစ်၍ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်ဒါဝရဖျားကို မေးလျှောက်ခြင်းငှာတော်လေ၏ဒါဝရဖျားကလည်းတင်းဤဝမ်းအတွင်း၌လူမျိုးနှမျိုးရှိ၏တင်းဤဝမ်းထဲကခြားနာသော လူစုနှစ်စုကိုဖွာရလိမ့်မည်လူတစ်မျိုးသည်တစ်မျိုးထက်အာကြီးလိမ့်မည်အကြီးသည်အငယ်၌ ကျွန်ခံရလိမ့်မည်ဟုမိန့်တော်မူ၏ဖွားခြင်းစေသောအခါသူ၏ဝမ်း၌သားအမွှာရှိသည်ဖြင့်အူးဖွားသောသားသည် အမွှေးပါသောအဝတ်ကဲ့သို့ ဖြစ်၍တကိုယ်လုံးအစင်းနေ၏သူကိုအေးသောဟူသောအမည်ဖြင့်မှဲ့ကြ၏ထိုနောက်မှ သူညီသည် အကူအေးသော၏ဖနှောင်းကိုကင်လျက်ဖွားလာ၏သူကိုကရာကုတ်အမည်ဖြင့်မှဲ့ကြ၏ထိုသားနှစ်ယောက်ကို ွားသောအခါဤဆက်သည်အသက်60ရှိသည်သူငယ်တို့သည်ကြီးပွား၍အေတော်ကလိမ်မာသောတောသားမုဆိုးဖြစ်လေ၏ယာကုတ်ကတဲ၌နေတက်၍စိတ်ကောင်းသောသူဖြစ်၏ဤဆက်သည်အေတော်ပေသောအမေသားကိုစားလေရှိသောကြောင့်သူကိုချစ်၏ရေဘက်ခာမူကားယာကုတ်ကိုချစ်၏ငယ်29မှ34 တနည်းတနိုင်ယာကုတ်တီစားစရာကိုချက်ပြုတ်စင်တွင်အေတော်တီတောမှလာ၍မောသောကြောင့်ယာကုတ်အားထိုနီသောစားစရာနှင့်ငါကိုကြွေးပါလော့ငါမောပါသည်ဟု ဆိုလေ၏ထိုကြောင့်သူ၏နာမည်ကို အေဒုံဟုတွင်သည်ယာကုတ်ကလည်းယနေ့ပင်သင်၏တာဟုအရာကိုငါအားရောက်ပါဟုဆိုလျင်အေတော်ကငါတေလူပြီး တာဟုအရာအဖျင်အဘဲအကျိုးရှိပါလိမ့်မည်ဤဟုဆို၏ယာကုပ်ကလည်းယနေ့ပင်ငါအားကျိန်ဆိုခြင်းကို ပြုပါဟုဆိုသောသူသည်ကျိန်ဆိုသဖြင့်ယာကုပ်အားမိမိတာဟုအရာကိုရောင်းလေ၏ထိုအခါယာကုပ်သည်မုန်နှင့်ပဲဟင်းကိုအေးသောအားပြသဖြင့်သူသည်စားတော့ပြီးမှထ၍တော်လေ၏ထိုသောအေးသောသည်မိမိနှင့်ဆိုင်သောတာဟုအရာကို မထီမဲ့မြင်ပြုသည် ခင်ဗျာဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်